ကရင်ပြည်နယ်ဖမ်းမြို့မှာရိုးရာမဟာတကြံပွဲတော်ကိုအရင်နှစ်တွင်နဲ့မတူဘဲစီကားစွာကျင်းပသွားမှာဖြစ်ပြီးလမ်းလျှောက်တကြံအပါဝင်တဲတောင်ပြင်တကြံပွဲတော်ကိုကျင်းပပြုလုပ်သွားမယ်လို့စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေရဲ့ဖော်ပြချက်အရသိရပါတယ်စစ်ကောင်စီကကရင်ပြည်နယ်ဆိုးရဖွဲ့ဟာဖမ်းမြို့တော်မှာရိုးရာမဟာတကြံပွဲတော်ကျင်းပပြုလုပ်နိုင်ဖို့အတွက်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းနဲ့အခုမတ်လတတိယပတ်လောက်မှာတွဲဆုံညှိနှိုင်းစည်းဝေးပြုလုပ်ထားပါတယ်ဖမ်းမြို့မှာအခုနှစ်ရိုးရာတကြံပွဲတော်တွင် ကန်နာလန်တစ်လျှောက်မှာလမ်းလျှောက်တဲ့ခြင်းနဲ့ရေကစားမန်းတဲ့စတူဒီယာမန်းတဲ့တွေပါဝင်ကန်နာညာစည်းတန်းနာတန်လွင်မြစ်ထဲကတဲတောင်ပြေပေါ်မှာတဲတောင်ပြေကြံမှာပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။ဖန်မြို့ကန်နာလန်မှာပြီးခဲ့တဲ့နှစ်တွေကကျင်းပပြုလုပ်ခဲ့တဲ့တကြံပွဲတော်မှာဗဟုမန်းတဲ့ပါဝင်ဌာနဆိုင်ရာမန်းတဲ့တွေအများစုပါဝင်ပြီးလမ်းလျှောက်တဲ့ခြင်းနဲ့စတူဒီယာမန်းတဲ့တွေကိုထည့်သွင်းကျင်းပခဲ့ကဒီသာကံလူငယ်တွေအထိုက်လျောက်လာရောက်ရေကစားပျော်ပါကြတာရှိခဲ့တယ်လို့ဖန်မြို့ကန်တူကဆိုပါတယ် ဖမ်းမြို့ကန်းနားလက်မှာမနစ်ကကြံကထိုက်လျောက်နင်းနေပပစီကားခဲ့ပေမဲ့မြို့ပြင်တောရွာတွေမှာတော့စီကားမှုမရှိပဲစရုရီတာမန်းနဲ့နဲ့ရေကစားမန်းနဲ့အနေငယ်သာရှိခဲ့ပြီးစီကားမှုတိတ်မရှိဘူးလို့မြို့ကန်တွေကဆိုကြပါတယ်အခုနှစ်ရိုးရမဟာကြံပွဲတော်မှာတော့ဖမ်းမြို့ကန်းနားလက်မှာအရင်နှစ်ကြံပွဲတော်ထက်အတိုင်းတာတစ်ခုလောက်ထိတော့ပုံမစီကားပြီးလာရောက်လည်ပတ်ကြသူတွေပုံများလာမယ်လို့ထင်မြင်ကြောင်းဖမ်းမြို့ကန်လူငယ်တို့ကသုံးသပ်ပြောကြားထားပါတယ် ပြီးခဲ့တဲ့နှစ်ဖန်တကြံပွဲတော်အတွက်စစ်ကောင်စီရဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကရက်ွက်နေပြည်သူတွေစီကနေငွေကြေးကောက်ယူတာတွေလည်းလှုပ်ဆောင်ခဲ့ပြီးဒီနှစ်တကြံပွဲတော်အတွက်ငွေကြေးကောက်ယူတာတွေလည်းတော့မှမရှိသေးသလိုရေကစားမှန်းတဲ့တွေလည်းပြင်ဆင်ဆောက်လုပ်တာမျိုးမတွေ့ရသေးပါဘူး။ကရင်ပြည်နယ်ဖန်တကြံပွဲတော်မှာကန္နာလန်တျှောက်ကရေကစားမှန်းတဲ့တွေနဲ့စရိယာမှန်းတဲ့တွေမှာရက်ွက်ကြေးရကဒေသခံပြည်တွေလာရောက်ရေကစားပြုတ်ပွားနေကြပြီး မာဒီယံပွဲတော်ကာလပြီးနေစံတရနေ့ကစကဒေသတွင်းကထင်ရှားတဲ့ဖျားလှိုင်ကူတွေမှာဖျားပွဲတော်တွေလက်ဝိပ်ပွဲတွေနှစ်စဉ်ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်စစ်ကောင်စီရဲ့ကရင်ပြည်နယ်စိုးရအဖွဲ့ကရိုးရတကြံပွဲတော်ကိုစီကားစွာကျင်းပပြုလုပ်သွားမယ်ဆိုပေမဲ့ကီပြည်နယ်တဝမ်းမှာတော့စီရေးတိုက်ပွဲတွေပြင်းထန်နေလျက်ရှိသလို ကြီးရွာတွေပေါ်မှာစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက်ဒေသခံလူထုတွေအသက်ဆုံးရှုံးခဲ့ရပြီး ိုးအိမ်ဆောက်ဦးတွေထိခိုက်ပျက်စီးခဲ့ကာဘေးလွယာကို ထွက်ပြေးတင်းချောင်းနေရတာဖြစ်ပါတယ်။